အခုလဲညီမတို့တွေမောင်လေးတွေပေါ့နော်ဟိုပတ်ကြံသွားလို့ရှိရင်တော်တော်ကိုဆူဆူဝါဝါဟော့အဲအတွဲတွေနေနေကြတာတွေ့ပါလိမ့်မယ်အဲနှကန်းချင်းတွေရောလက်တွေကလည်းဘယ်ရောက်လို့ရောက်နေမှမသိဘူးပေါ့နော်နှကန်းတွေကလည်းဘယ်ရောက်လို့ရောက်မှမသိအဲ့ဒီလိုမျိုးတွေချက်စားလို့ရှိရင် um living together နေကြည့်ပါအဲ့ဒါကိုပြောချင်တာအဲ့တော့နောက်ပြီးတော့တချို့တွေကြတော့ဟိုတယ်မှာတည်မလားဟိုအချိန်ပိုင်းလေးတွေသွားနေတယ်အဲ့လိုမျိုးလေးတွေချက်စားလို့ရှိရင် living together နေကြည့်ပါလို့ပြောတာလူတိုင်းကိုနေရမယ်လို့ပြောတာမဟုတ်ဘူးဒီတိုင်းနေလဲအပြိုမစစ်တော့ပါဘူးတို့နေနေကြအပြိုမစစ်ဖဲနဲ့ဟိုချင်းတွေဒီချင်းတွေနိုင်ပိုင်းနေနေကြမယ်အတူတူ living together နေကြည့်စီချင်တာအမ် living together အကြောင်းနဲ့ပတ်သက်ပြီးတော့လာနုအရင်ဆုံးပြောခဲ့ရမှာမဟုတ်ပါဘူး။အရင်ကတည်းကစာရေးဆရာမတူပါလေပြောခဲ့ပူပါတယ်။ပြောခဲ့တဲ့အတိုင်းနဲ့ဟိုပေါ့ဝေဖန်ခံရတာရှိပါတယ်။အဲ့တော့ um တော်တော်များများကြီးပြောကြပါရဲဟာအဲ့လိုပေါ့နော်လက်မထက်ခင်မှာအတူနေခြင်းဟာနှိမ့်ကြတယ်ပေါ့တန်ဖိုးကြတယ်ဆိုပြီးပြောနေကြတဲ့သူတွေရှိတယ်။သူတို့တွေကိုယ်တိုင်လည်းနောက်ွယ်မှာဘလို့နေနေလဲတော့လှနှုတ်မပြောတတ်ဘူး။ဒါပေမဲ့ပြိတ္တရှိမှာဆိုလို့ရှိရင်တော့သူတို့ကတော့ဒီလိုပဲပေါ့လူချစ်အောင်ပြောရတာပေါ့။ဒါပေမဲ့လှနှုတ်ကတော့ လူရှိအောင်ပြောတတ်တယ်အမျိုးသမီးမှမဟုတ်တာဆိုရဲအခါကျတော့လှန့်နော်ရတဲ့ပြောတာဗောနော်ကိုရရလည်းလူချစ်စရာမလိုတော့ဘူးလေကိုချစ်မဲ့ကြီးစားရှိနေမလိုတော့ဆိုတော့ကလေးတွေကတော့လူငယ်တွေကတော့ဒါကတော့သူတို့သူတို့တိတ်ခါကိုသူတို့ထိနေအနေနဲ့သူတို့ပြောရတာဗောလေအမ်ဘလူးကောမလေအခုလဲ မြမတို့တွေမောင်လေးတွေပေါ့နော်ဟိုပတ်ကြံသွားလို့ရှိရင်တော်တော်ကိုဆူဆူဝါးဝါဟောအဲအတွဲတွေနေနေကြတာတွေ့ပါလိမ့်မယ်အဲနှာခမ်းချင်းတွေရောလက်တွေရလည်းဘယ်ရောက်လို့ရောက်နေမှမသိဘူးပေါ့နော်နှာခမ်းတွေရလည်းဘယ်ရောက်လို့ရောက်မှမသိအဲ့လိုမျိုးတွေချက်စားလို့ရှိရင် um living together နေကြည့်ပါအဲ့ဒါကိုပြောချင်တာအဲ့တော့နောက်ပြီးတော့တချို့တွေကြတော့ဟိုတယ်မှာပြန်မလားဟိုအချိန်ပိုင်းလေးတွေသွားနေတယ်အဲ့လိုမျိုးလေးတွေချက်စားလို့ရှိရင် living together နေကြည့်ပါလို့ပြောတာလူတိုင်းကိုနေရမယ်လို့ပြောတာမဟုတ်ဘူးဒီတိုင်းနေလဲအပြုံမစစ်တော့ပါဘူးသူတို့နေနေကြအပြုံမစစ်ဖဲနဲ့ဟိုချင်းတွေဒီချင်းတွေနိုင်ပိုင်းနေနေကြမယ်အတူတူ living together နေကြည့်စီချင်တာဟုတ်ဒါပေမဲ့လှနုအဲ့လိုပြောလိုက်တိုင်းမှာလူတိုင်းကဝိုင်းစဲကြတယ် living together ဆိုတာကဒီယောက်ျားလေးရဲ့ပတ်စံထက်ဒီမိန်းကလေးရဲ့ပတ်စံထက်ပြီးကုန်ကြစရိတ်တွေ တူတူခံပြီးတော့လှုပ်ကြည့်တာကိုပြောတာအမ်သူတို့ကခရင်ကိစ္စပဲကောင်းနေမှာရှိနေတာအဲ့တော့ဒီယောက်ျားလေးဟာဘလို့အချင်းရှိလဲရဲတောက်ပင်ရိုက်တက်လားနှက်တက်လားသူတို့ရဲ့မိဘဆွေမျိုးတွေကဘလို့ဝင်ပါတက်လဲ ။နောက်ပြီးတော့အိမ်မှာပစ္စည်းတွေကိုတောင်းဝန်ယူတတ်ရဲ့လားစီစီကံအောင်ရှိရဲ့လားဆိုတာ၄ပေါ့နော်အဲ့ဒါ၄ကိုဒီမျိုးသမီးလေးက6လလောက်တူတူနေကြည့်မှသိမှာဒီမျိုးသမီးကမိမ့်မပြင်းလားမိမ့်မပြင်းလားအလှပပဲခေါင်းထဲမှာရှိရလဲယောက်ျားတကာနဲ့ကျူပြီးပတ်စံတောင်းနေတယ်သူဒါဒါတွေကလည်းနေကြည့်မှပဲသိတာအဲ့တော့ဟိုဘယ်လိုခေါ်မလဲ6လလောက်ပေါ့နော်နေကြည့်ပြီးတော့မှယောက်ျားတိုင်းမိမ့်မတိုင်းနဲ့လဲကြိုက်တိုင်းနဲ့နေခိုင်းတာမဟုတ်ပါဘူးတကယ်ယူမယ်လို့ င်းစားထားပြီးဆိုတော့မှ နေခိုင်းတာပါတွေ့ရတဲ့လူတိုင်းနဲ့တော့နေခိုင်းတာမဟုတ်ပါဘူးနေနေကြည့်ပြီးတော့မှ6လလောက်နေတော့မှအဆင်ပြေတယ်သူ့ရဲ့အားနည်းချက်ကလက်ခံနိုင်တယ် သူ့ရဲ့အားတရားချက်ကိုလည်းငါသဘောကျတယ်အရင်ချစ်လွန်းလို့ငါလက်ခံမယ်ကွာဘလောက်အားနည်းချက်ရှိရှိ။အော်ဒီကိစ္စလောက်ကတော့အင်ကူငှားလိုက်ရင်ပြီးပါတယ်။အဲဆိုရဲဟာလေးနေပေါ့နော်။အဲဒါမျိုးလေးနေဆိုလို့ရှိရင်6လလောက်နေစီးဆက်လိုက်။ပြီးရင်နောက်တဲ့6လလောက်နေလို့ရှိရင်လက်ထက်လိုက်။အဲအဲ့လိုမျိုးလေးလှမ်းတော့ပြောတာ။လက်ထက်တဲ့အခါကျလို့ရှိရင်လည်းဘာဖြစ်လို့2နာရီစာပွဲယူဈေးကြီးခံပြီးတော့အကုန်ခံမလဲပေါ့နော်။ကိုမိပါတွေနှစ်ဖက်မိပါတွေအရင်ချမ်းသာတယ်အရင်ယာတို့ကြီးရယ်ဆိုရင်တော့ပွဲတွေ16ပွဲလောက်လုပ်လိုက်ပေါ့။ကိုကတာမန်အတိုင်းဝိုင်းရဆိုလို့ ို့ရှိရင်တော့အဲ့ဒီငွေကြေးတွေကိုလှမ်းလို့ကတော့လို့ခေါမလဲဒီအိမ်ခန်း ငှားတာအိမ်ခန်းဝယ်တာအဲအကျိုးရှိတယ်ဒါမှမဟုတ်နိုင်ငံခြားကိုသွားပြီးတော့လဲတာနှစ်ယောက်အဲ့ဒါအကျိုးရှိရလို့ထင်နေရှင်ဟုတ်ဒါကကိုယ့်ရဲ့ရှိတဲ့ငွေပေါ်ပေါ့နော်ဝင်ငွေပေါ့နော်အဲ့လိုမျိုးပေါ့ဟုတ်ဟိုနောက်ပြီးရဲ့ခါကြတော့ပေါ့နော်လာနုကဒီပန်းချန်ထဲမှာနှစ်ယောက်သားချီလူနေကြမယ်အပြင်မတော်ဖြစ်နေကြမယ်အစားနောက်ပြီးတော့အချိန်ပိုင်းနေဟိုတယ်မှာသွားနေကြမယ်အစား living together နေစေချင်တယ်နောက်ပြီးတော့ဒီအပြင်အာဒီအကာအကွယ်သုံးစေချင်တယ် မိန်းကလေးတွေကိုပဲဆေးတောက်ခိုင်းနေဆိုတာကအတိတ်ပဲမရှိဘူးမိန်းကလေးတွေကဆေးတောက်လိုက်တယ်ယောက်ျားလေးတွေကတို့အရသာခံတယ်အကာအကွယ်မယူဘဲနဲ့ဒါပေမဲ့မိန်းကလေးတွေကြတော့ဆေးတောက်လိုက်တဲ့အတွက်ကြောင့်တို့မှာအသားရည်တွေပျက်စီးလာတယ်ခန္ဓာကိုယ်တွေပျက်စီးလာတယ်တို့ရဲ့အတွင်းကလေးစာတွေပျက်စီးသွားနိုင်တယ်ဒါကြောင့်မို့လို့မိန်းကလေးတွေအနေနဲ့နှင့်လာတယ် main ကလေးနစ်နာရဆိုတာဒါကိုပြောချင်တာသူတို့ရွဲသွားတယ်ယောက်ျားလေးကမရွဲဘဲနဲ့မိန်းမတွေရွဲသွားတယ်ဒါကြောင့်မို့အာဒီညီမလေးတို့သမီးတို့တွေကိုကိုကိုအနစ်နာခံပြီးရောဒီဆေးတွေမတောက်ပါနဲ့ဒီကောင်လေးကိုသာအကာအကွယ်ယူခိုင်းပါအဲ့ဒါလေးပဲပြောသူရတာခံရဖို့အတွက်ကိုကနေပြီးတော့အနစ်နာခံပြရဲဆိုတာအဲ့ဒါအချစ်မဟုတ်ဘူးအဲ့ဒါအုံနောက်မရှိတာလို့ပြောချင်တာ အနုပညာလှူရှားမှုကတော့ဟိုရိုက်ထားတာထွက်လာတော့မှပဲသိရမှာပေါ့နော်တခါလေးကျတော့ယုံမတင်ပြစ်သေးတာလေးတွေအဲ channel မှာမပြသေးတာရှိရောလာနုလည်းအဲမရေးတော့ဘူးပေါ့နော်အဲဒါပေမဲ့လာနုပြန်ပြီးတော့အခုဟိုဖုန်းလေးအခုခံရတာလေးအဲဖုန်းလေးပြန်ဝယ်ဖို့ပတ်စံဆူတာအခုပတ်စံပြည့်သွားပြီဖုန်းလေးဝယ်ပြီးသွားပြီအဲ့ဒါအဲ့တော့ဆိုတော့လာနု vlog လေးတွေရိုက်မယ်လာနုဇလန်းလေးတွေရေးရဝါသနာပါတယ်ဆိုရဲအခါကျဇလန်းတူလေးတွေရိုက်မယ်ပေါ့နော်ကိုရေးထားတဲ့ဇလန်းလေးတွေဟုတ်အဲ့ဒါဟောအဲ့ဒါဆိုလို့ရှိရင်လာနုရဲ့ဇလန်းတူလေးတွေလာနုရေးထားဇလန်း ်သူတွေထွက်လာရင်အပိပါလို့ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါချစ်သူနဲ့လည်းဒါမင်းရဲ့ဘယ်လိုဆောင်တာလေးမြင်ရမှာလားဆက်နေအဲချစ်သူနဲ့တရုတ်ဆောင်တာထက်ပြောတဖို့အဲ့ဒါကြာတခါလေကြာရင်ကိုတရုတ်ဆောင်တာကိုသူရိုက်ပြီးရိုက်ပေးရမယ်သူတရုတ်ဆောင်တာကိုကိုရိုက်ပြီးရိုက်ပေးရမယ်ရှင်ဟုတ်အာနေ့တိုင်းနေ့တိုင်းဒီမျက်နှာကြီးနေနဲ့တရုတ်ဆောင်နေလို့အဆင်မပြေဘူးလေတခြားမိန်းကလေးနဲ့လည်းတွဲပါစေဟုတ်အဲ့ကြာ မတူဘူးအလုံးကိစ္စအရာ main ကလေးနဲ့စကားပြောဆက်ဆံဒီလိုဖတ်တာလက်နုသဝေးမတူဘူးရှင်ဟုတ်ဟိုဘလို့အချိန်မှာလဲဆိုတချို့ main ကလေးတွေကြတော့အဲ့လိုမျိုးဘယ်လိုခေါ်သူရဲ့အနေထိုင်မတက်အပြောအဆိုမတက်အဲ့လိုမျိုးအမျိုးသမီးတွေဆိုလို့ရှိရင်တော့လှမ်းတို့မိမအချင်းချင်းကတိတယ်ဆိုရင်တော့လှမ်းတို့စတာတယ်ရှင့်ဟုတ်အလုတ်ကိစ္စလှမ်းတို့တဝင်မထုံးရှင့်ဟုတ်ဟုတ်ကဲ့ကျေးဇူးပါဟုတ်ကဲ့ဟုတ်ကဲ့ကျေးဇူးပါ thank you ပါ